သားတိုင်းလှုပ်သွားလို့ဒီ CB အဖွဲ့တွေကအိုက်စစ်ကြောင်းအောင်နောက်ကနေဝင်ဝိုက်ပြီးတော့ဖောက်ပြီးတော့အဲ့ပြည်သူတွေကိုကယ်ခဲ့တာတကယ်တကယ်တမ်းစပြီးတော့ကန်လန်းတာစစ်ကောင်စီအဲ့ဒါကိုပဲစစ်ကောင်စီလော်ဘီတွေကဗာပြောလဲဆိုတော့ KIA ဘက်ကပဲလုံးဝရှုံးနိမ့်တော့မှမဟုတ်လို့လေးတန်ပြော့လာပြီးတော့စစ်ကောင်စီကိုအပြစ်ကရက်ဖို့အတွက်ညှိနှိုင်းနေဆိုတဲ့ပုံစံမျိုးသူတို့ဘက်ကပြောတာရှိတယ်ဗျာ မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ10ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာကြောင်းသိန်းကောင်းနေသိန်းတူးတွေသိန်းအကြီးကြီးတွေရှိတယ်ဟုတ်နော်အပြီးတော့ကြတော့ပြည်သူတွေကြားမှာဒုလောဒုလောဖြစ်နေကြတယ်ဒါ GIA နဲ့စစ်ကောင်စီနဲ့ဒါအပြစ်ခတ်ရစေးဆွေးနွေးတော့မလားဆိုတဲ့အကြောင်းတွေလည်းပါမယ်အဓိကကတော့ဒါချင်းပြည်နယ်ကပေါ့နော်ဒါ CB အဖွဲ့တွေချင်းညီနောင်အဖွဲ့တွေရဲ့အောင်ပွဲ အဲ့ဖြစ်စင်တဲ့ပတ်သက်လို့ဒါထုတ်ပြန်လာတာလည်းရှိတယ်ထုတ်ပြန်ချက်ထဲမှာကြည်ရတဲ့ကူပဲဒါပြည်သူတွေအားတက်လိမ့်မယ်လို့ယုံကြည်တယ်။ဒါပြင်အဲ့ဖြစ်စင်ရဲ့နောက်ကဒါအချို့အကြောင်းအရာအချက်အလက်လေးတွေကျွန်တော်စုံစမ်းသိရှိရတာရှိတယ်။အဲ့အကြောင်းလေးတွေလည်းဒါကျွန်တော်ပြောသွားမယ်ပေါ့နော်။ပြီးတော့ဒီအထဲမှာကိုပဲဒါစစ်ကောင်စီဘက်ကနေပြီးတော့ဒါကျွန်တော်တို့ရှေ့မှာကြိုတင်ပြီးတော့ဒါခမန်းတုံးသက်ကြသလိုပဲပေါ့နော်။အာခတ်တတော်အေးရှိတဲ့ထိန်းချုပ်ရနေရာတွေအဲ့နေရာတွေကိုဒါဘုံကျဲတဲ့တိုက်ခိုက်တဲ့ကိစ္စမျိုးတွေက ပို့ပို့ပြီးတော့လှုပ်ဆောင်လာတဲ့ဖြစ်စဉ်တွေများလာတယ်အဲအဲကြောင့်မလို့ဒါဘလောက်တိထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့အကြောင်းတွေဒါရီလေးကျွန်တော်ပြောသွားမယ်ပေါ့နော်အဲ့တော့ပထမဆုံးတော့ကျွန်တော်အားရကြသတင်းနဲ့စလိုက်မယ်အဲ့ဒါကဒါချင်းပြည်နယ်ဘက်မှာဒါစစ်ကောင်စီဘက်ကစီရေးလှုပ်ရှားမှုတွေအခုနောက်ပိုင်းမှာဒါအများပြားလှုပ်လာရှိတယ်ပြီးရင်ဒါစစ်စင်ရေးတရက်ပုံစံမျိုးနဲ့သူတို့တခြားဒေသတွေမှာလှုပ်တယ်လို့ပဲချင်းပြည်နယ်မှာလည်းဒါသူတို့တွေဆုံးရှုံးထားတဲ့နေရာတွေကိုပြန်ရယူဖို့အတွက် ခက်စိတ်စိတ်ကြိုးစားနေတာတွေရှိလာတယ်ဗောနော်အဲ့တော့ဒါချင်းပြည်ဘက်မှာစစ်ကောင်စီကစီးရေးလှုပ်ရှားမှုတွေပို့ပြီးတော့ခက်မြမြန်လှုပ်လာနေတာတွေရှိတယ်အဲပြီးတော့ဒီဒေသခံတွေပေါ်မှာရုတ်မာတွေလည်းရှိတယ်ဗောနော်အဲ့တော့ချိုးကျရွာတွေဆိုရင်လောကရွာလုံးကျွတ်ထွက်ပြေးရတဲ့အခြေအနေတွေဖြစ်နေတာတော်တော်ကိုအခြေအနေဆိုးနေတာဒါအိန္ဒိယဘက်ခြမ်းတွေအထိဝင်ပြေးရတာတွေဘာတွေကဆိုအဲ့လောက်တွေအထိကိုဖြစ်ပြက်နေတာဗောနော်စစ်ကောင်စီကဘယ်လောက်ထိမှတ်ရမ်းသလဲဆိုတော့မြို့ပေါ်တချို့သူတို့ထိန်းချုပ်လို့ရတဲ့နေရာမျိုးတွေမှာဒါပြည်သူတွေတွာလာနေနေဗောနော်ဒါပါတော့ဒါ ဈေးဝယ်ပြီးပြန်လာတယ်ဈေးဝယ်ပြီးပြန်လာတဲ့ပစ္စည်းပစ္စည်းကဒါများနေတယ်ဆိုရင်ပေါ့နော်အညာဘက်မှာလှုပ်တယ်လို့ပေါ့နော် BDI တွေကိုထောက်ပံ့တာလားဘာလားဆိုတဲ့ပုံစံမျိုးတွေနဲ့ပြဿနာရှာတာတွေရှိသလိုငွေကြေးကောက်ခံတာတွေအားရှိတယ်အဲ့လိုငွေကြေးကောက်ခံတဲ့အခါမှာဟောနေကဘယ်လိုလုပ်လဲဆိုတော့ဝေစုပေးရမှာဆိုလို့သူတယောက်ပဲအရင်စစ်ပြီးတော့အဲပတ်စံတောင်းလိုက်တယ်ပြီးရနဲ့တော်တော်မြင်မြင်သွားပါပေါ့နော်အဲ channel ကသူကမြင်သွားမယ်ဆိုရင်ဒါတို့အတွက်ဝေစုထပ်ပြီးတော့ခွဲပေးရမှာဆိုလို့ဆိုတဲ့ပုံစံမျိုးနဲ့ဂျားပေါက်ရှာနေတဲ့ဟာတွေလည်းရှိတယ်တော်တော်ကိုစုပ်ပဲ့နေတာပေါ့နော်ဒီကောင်နေ ပြည်သူတွေကိုနှိမ့်ဆက်ညှဉ်းပန်းဖို့အတွက်စစ်ကြောင်းထိုးလာရဖြစ်တယ်။အဲအဲ့လိုဟာမျိုးတွေကိုအဓိကဒါဒလန်တပ်ဖွဲ့တွေကပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်တဲ့အခါမှာနေ့စဉ်ရက်ဆက်တိုက်ပွဲတွေဖြစ်ပါနေရရှိတယ်။အဲ့တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်လို့ဒါအော်တိုဝါ29ကနေပြောနိုဝင်ဘာ9ရက်နေ့ထိတိုက်ပွဲဖြစ်စဉ်တွေကိုဒါထုတ်ပြန်လာတာရှိတယ်တိုက်ပွဲရလက်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ဖြစ်စဉ်အကြောင်းအရာတွေကိုဒါချင်းညီနောင်ဖွဲ့တွေကထုတ်ပြန်လာတယ်နိုဝင်ဘာ9ရက်နေ့မှာထုတ်ပြန်လာတယ်ထုတ်ပြန်ချက်ထဲမှာပေါ့နော်ချင်းပြည်နယ်တီးတိမ်မြို့နယ်အတွင်းချင်းညီနောင်စစ်စင်ရေးနဲ့ပတ်သက်၍ သတင်းထုတ်ပြန်ချက်ဆိုပြီးတော့ခေါင်းစဉ်တက်ထားတယ်အဲ့ဒီမှာဖြစ်စဉ်အကျဉ်းလဲပါတယ်ပေါ့နော်အဲ့တော့အော်တိုဘာ29ကနေစပြီးတော့ဒါစစ်ရင်အား400လောက်နဲ့တိတိန်ကနေကလေးလမ်းပိုင်းဒါတိုင်းငင်းဘက်ကိုပေါ့နော်ဒါစစ်ကြောင်းထိုးတယ်အဲချင်းကြီးအောင်တပ်ဖွဲ့တွေနဲ့ဒါနေစဉ်တိုက်ပွဲတွေဖြစ်တယ်အော်တိုဘာ30မှာဒါတိတိန်ကလေးလမ်းအဲဒင်းလိုလမ်းခွဲပေါ့နော်အဲ့အနီးပတ်ဝန်းကျင်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပြီးတော့စကားစကားအထိနာတယ်ရှေ့ဆက်မတိုးနိုင်တဲ့အခြေအနေတွေဖြစ်တယ်ဒီကစစ်ကောင်စီကအင်အားရာနေရှိပြီးတော့တုံးတယ် ထောင်နဲ့ရှိပြီးစစ်ကြောင်းတွေထိုးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေကနေပြီးစစ်ကြောင်းတွေခွဲ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 ပြီးတော့ဘယ်မျိုးဘယ်နေရာဘယ်ဘယ်ကြီးမှန်းချက်ဆိုတဲ့ပုံစံမျိုးနဲ့ထိုးခိုင်းတာတွေရှိတယ်အချို့စစ်ကြောင်းတွေကိုဒါရုရှားပြန်နေဥဆောင်တယ်ပေါ့နော်ရုရှားပြန်ဆိုအချို့ပြည်သူတွေကြတော့ဒီရုရှားပြန်နဲ့ပတ်သက်ရင်ဒီရုရှားလို့ပြောရရင်ရှားနိုင်ငံပေါ့နိုင်ငံခြားနိုင်ငံအခြားအထိသွားပြီးတော့ ကျပညာတွေတင်လာခဲ့တဲ့ကောင်းဆိုပြီးတော့တချို့ကကြလည်းအထင်ကြီးကြရရှိတယ်ရှိတယ်အဲကျွန်တော်တို့ကတော့အကြောင်းနေသိတယ်ဗောနော်အဲအဲ့လိုလူတွေကဘယ်လိုပုံစံမျိုးနဲ့နိုင်ငံခြားကိုရောက်သွားတာလဲဘာတွေတင်ခဲ့ရလဲဆိုတဲ့ဟာကြတော့ကျွန်တော်တို့ကသိနေတော့ရည်ကျင်တာတွေရှိတယ်ဘာကြောင့်လဲဆိုတော့သူကဒီစစ်စင်ကြီးနဲ့ပတ်သက်လို့မနှီးဆက်တဲ့ကောင်တွေဖြစ်နေတာအဲကောင်တွေကတကယ်တမ်းပြောရရင်သူကရုရှားမှာသွားပြီးတော့ပညာတော့တင်တယ်ဆိုတဲ့ကစစ်ပညာတင်တာမဟုတ်ပဲသူကနီးပညာနဲ့ပတ်သက်တဲ့ဟာမျိုးတွေဗောနော်အဲ့လိုစစ်ရေးနဲ့တိတ်မဆိုင်တဲ့ဟာမျိုးတွေကိုပို့ပြီးတော့တင်ကြားခဲ့ရတာများတယ်အဲ့ဟာဘလို့အခြေအနေမျိုးတွေမှာသွားပြီးတော့တင်ကြားရလဲဆိုတော့သူက ီចောင်းဆင်းတယ်ဗောနော်ဗိုလ်လောင်းတင်တန်းចောင်းဆင်းပြီចောင်းဆင်းပြီဆိုတဲ့အချိန်မှာသူတို့ကိုဒါ position နေခွဲလိုက်ခွဲလိုက်တဲ့အချိန်မှာဘသူကတော့ပြီပဘသူကတော့ပြီတွင်းဆိုပြီးတော့သူကဒါ master ပါတဲ့လူတွေဗောနော်အဲ့တော့ပြီပဆိုရင်ရုရှားကိုပို့တယ်ပြီတွင်းဆိုရင်ပြင်ဦးလင်ကိုပို့တယ်အဲ့လိုမျိုးပဲဒါရုရှားကိုသွားရပြီဆိုတဲ့အချိန်ကသူကចောင်းဆင်းဆင်းပြီးချင်းတက်ကိုရောက်ပြီးတိတ်မကြောက်သူသွားရတယ်ဒုဘုပဲရှိသေးတယ်သွားရတယ်ဗျာအဲ့သူတို့တက်ကိုပြန်ရောက်လာပြီဆိုတဲ့အခါကျရင်သူကသုံးမွင့်နေဖြစ်နေစီနီယာတွေဖြစ်နေပြီဗောနော်အဲ့လိုမျိုးဗောလင်ကားချောင်းနေအဲ့လိုမျိုးသွားပြီးတော့ပြန်လာပြီဆိုတဲ့အခါကျတော့သူက ီစစ်သားဘုရားဆိုတဲ့ပုံစံမျိုးတဲ့ရက်သားပုံစံမျိုးတော့ပူဆန်နေသေးတယ်တကယ်ပြောရင်အဲ့လိုပေါ့အဲဒီဒုဘိုကျောင်းစင်းပါပြီဆိုရင်တက်ကိုရောက်သွားရဆိုရင်သူကအောက်ခြေသင်းကနေအကုန်ဆလုတ်ခိုင်းဆလုတ်ရတဲ့ရှေ့တန်းစစ်စင်ကြီးလိုက်ရတယ်အဲသုံးပွင့်ဖြစ်တဲ့အချိန်တိသူတို့ကအများကြီးဖြတ်တန်းပြီးတော့ချို့ဒါစစ်စင်ကြီးစိုးရတဲ့နေရာမျိုးတွေဆိုရင်သူတွေးကြုံနေအများကြီးရတယ်အဲ့ကြတော့ခုနကလိုရုရှားကပြန်လာတဲ့ကောင်တွေကြတော့အိုက်ဘွားတွေမရတော့အိုက်ဘွားတွေကြော်သွားပြီသူကကြော်သွားပြီဆစ်စင်ကြီးတွေလည်းသူမလိုက်ဘူးဆစ်လည်းမတိုက်ဘူးပေါ့နော်ပြောချင်တာ တော့ရုရှားကနေပြန်လာပါပြီဆိုတဲ့ကောင်နေဥဆောင်နေစစ်ကြောင်းပိုတော်မှဖြူဖြေဖြစ်သေးတယ်ဆိုတဲ့ဟာကိုဒါပြောချင်တာဖြစ်တယ်ဗောနော်တချို့ကြတော့ဒါပြည်သူတွေအနေနဲ့ကြတော့ဒီဥဆောင်ကိုတွေးတွေးမိလိုက်ရင်ဗောနော်အာရုရှားထိသွားပြီးတော့ပညာသင်ထားတယ်ဆိုတဲ့ပုံစံမျိုးတွေးတတ်ကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တိနေတဲ့သူကြီးအဲ့လိုမဟုတ်အဲ့ကောင်နေပို့ပြီးတည်တတ်ကြတယ်တောက်တလွဲတွေပြောတယ်တောက်လွဲအမိတ်နေပေးတယ်အောက်သက်ကြေးတာမျိုးလည်းမရှိဘူးပေါ့နော်အဲ့တော့ကျတော့ ဒါအုပ်ချုပ်မှုခေါင်းဆောင်မှုဒါနဲ့ပတ်သက်လို့လည်းသူတို့မှာကြီးညက်တဲ့ဟာမျိုးမရှိတာဖြစ်တဲ့အတွက်မြေပြင်မှာတလွဲတွေလောက်တာတွေပုံများတယ်ပြတကယ်တမ်းပြောရင်အဲဒါကြောင့်အဲ့ဒီလိုမျိုးစစ်ကြောင်းတွေကိုတချို့အဲ့လိုမျိုးကောင်းတွေကဥဆောင်လာတယ်ဆိုတော့အထင်နာပြီပေါ့ဗျာပြောချင်တာအဲ့တော့ရှေ့ဆက်မတိုးနိုင်တဲ့ကိစ္စတွေဖြစ်တယ်ပြီးရင်အော်တိုဘာ31ရက်နေ့မှာဒါဒီတိမ်မျိုးခလာရ269ကနေပြီးတော့စစ်ကောင်စီအင်အားနောက်ထပ်80လောက်ထပ်ပြီးတော့စစ်ကူဖြည့်တယ်စစ်ကောင်စီကခုနောက်ပိုင်းမှာဒါချင်းပြည်နယ်ဘက်မှာပေါ့နော်စစ်ကူဖြည့်တဲ့လုပ်ငန်းတွေကို ညံ့ညံ့ဆန်းဆန်းနဲ့တော်တော်လေးထိအောင်လုံနိုင်နေတဲ့ဘိုင်းတွေတွေ့ရတယ်။အဲ့ဒါနဲ့ဒါ November 1ရက်နေ့မှာတိုက်ပွဲဆက်ပြီးတော့ဖြစ်ပွားတယ်။လက်နက်ခရဲအချို့နဲ့ဒါပြည်သူတွေစီကနေပြီးတော့ချောဆွဲထားတဲ့ကားတွေကိုချင်းညီနောင်ဖွဲ့တွေကသိမ်းမိခဲ့တယ်ဗောနော်သိမ်းမိခဲ့တယ်။အဲဒီဒီကားတွေကိုလည်းပြန်ပေးတယ်ဆိုပြီးသိရပါဘောနော်ဒါလည်းကျွန်တော်ဆက်ပြောမယ်နိုဝင်ဘာ2ရက်နေ့မှာလည်းတိုက်ပွဲဆက်ဖြစ်တယ်နိုဝင်ဘာ3ရက်မှာတော့စစ်ကောင်စီကဒေသခံပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးပြုခဲ့ပြီးတော့သူကထိုးစစ်ဆင်လာတယ်အဓိကသူတို့ရှေ့ဆက်ပြီးတော့တိုးလို့မရတော့တဲ့ဟာတွေ တိုက်ပွဲဖြစ်စဉ်တွေများလာတာတွေအဲအဲ့လိုမျိုးအနေထားနဲ့တို့အထိနာလာတဲ့ခါကျတော့ဒေသခံပြည်သူတွေကိုဖမ်းဆီးပြီးတော့လူသားတိုင်းပုံစံမျိုးစတုံးဒါကတို့လုံနေကြဟာပဲအဲ့တော့ကျွန်တော်ဒေသခံပြည်သူတွေကအယံကယူဆရမှာဖြစ်တယ်အဓိကတော့လမ်းပြဆိုပြီးတို့ဘက်ကဘလောက်ပဲတုံတုံဘလောက်ပဲပြောပြောပါနော်အခုဆိုရင်ဒါဟိုဘက်ချမ်းကရက်ွက်ကအဲ့ဟန်နဲ့ပတ်သက်လို့ဘာပြောလဲဆိုတော့သူကသိယွန်စရာကောင်းတယ်သူကဒီဒီဒါချင်းကြီးနောင်အဖွဲ့တွေကအခုလိုမျိုးဒါကယ်ထုတ်နိုင်ခဲ့တာပေါ့နော်အဲ့ဒီဒီလူသားတိုင်းလောက်ခံရတဲ့သူတွေကယ်ထုတ်နိုင်ခဲ့တာအဲ့ဖြစ်စင်တဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကောင်တွေကအာမဟုတ်ဘူးတဲ့ ဟိုကျွန်တော်ကပေါ့နော်အရသာပြည်သူမန်းသိလို့ကျွန်တော်ကိုယ်တိုင်လှုပ်ပေးလိုက်တာဆိုတဲ့ပုံစံမျိုးပြောသေးတာအမှန်တကယ်ဒီကောင်ကြီးကဖမ်းသွားတာဖမ်းသွားပြီးတော့လူသားတိုင်းလှုပ်တာအဲ့တော့ကိုသူကပြည်သူမှုလို့တာသူတို့ကပဲပြန်ပြီးတော့လှုပ်ပေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့နာမည်ကောင်းယူသေးတာအဲ့လိုပုံစံမျိုးပြအတကယ်တကယ်တော့ကျတော့ဒါလူသားတိုင်းလှုပ်သွားလူသားတိုင်းလှုပ်သွားလို့ဒီ CB အဖွဲ့တွေကအဲ့စစ်ကြောင်းကိုအနောက်ကနေဝင်ဝိုက်ပြီးတော့ဖောက်ပြီးတော့အဲ့ပြည်သူတွေကိုကယ်ခဲ့တာဒါကျွန်တော်စုံစမ်းသိရှိရတဲ့ဒါဖြစ်စဉ်ပေါ့နော် အဲ့လိုလူသားတိုင်းလှုပ်ခဲ့ပြီးတော့ဒါတိုက်ပွဲဆက်ဖြစ်တယ်ဆက်ဖြစ်တဲ့အချိန်မှာတီးတိမ်ကလေးလိုင်းဒါဆမ်ပီလန်ကွဲအဲကျွန်တော်ပြောလွှဲရင်လည်းလွှဲမှာပေါ့နော်ဒါချင်းလို့အခေါ်ခေါ်ကြတော့အိတ်မပီဟူးလေနော်အဲ့တော့နောက်ထပ်အင်အားအချို့နဲ့ဒါနှစ်ဖက်ညှက်တိုက်တာကြီးလှုပ်လာတယ်ရလက်ကတော့သူတို့ထိနာတယ်ဘယ်လိုမျိုးထိနာလဲဆိုတော့ဒါနိုဝင်ဘာ6ရက်နေ့မှာလူသားတိုင်းအဖြစ်ဖမ်းဆီးခဲ့တဲ့ပြည်သူ14ဦးကိုဒါ CB အဖွဲ့ချင်းညီနောင်ဖွဲ့ကကယ်ထုတ်နိုင်ခဲ့တယ်အဲ့ဒီလူသားတိုင်းလှုပ်လာတဲ့စစ်ကြောင်းရဲ့အနောက်ကိုဝိုက်ပြီးတော့ဖောက်ပြီးတော့အဲ့ပြည်သူကိုကယ်ခဲ့တာပေါ့နော်အဲ့ဒီထဲမှာတကယ်ကို ဟိုပေါ့နော်ရုံမှာပတ်ဆက်တဲ့စစ်ကောင်စီရဲ့လောက်ရက်ကိုလည်းထက်သိရအဲ့ဒါပါလဲဆိုတော့အဲ့ဒီ14ယောက်ထဲမှာအမျိုးသမီးတစ်ယောက်ပါအဲ့အမျိုးသမီးတစ်ယောက်ကစိတ်မနှံ့စိတ်မနှံ့တဲ့အမျိုးသမီးတစ်ယောက်ကိုစစ်ကောင်စီကဒါ3ယောက်ပေါ့နော်စစ်ကောင်စီစစ်သား3ယောက်ကအုပ်စုပွဲပြီးတော့ဒါမရင်းချင်းတဲ့ပုံစံမျိုးလုပ်ခဲ့လုပ်ခဲ့ပြီးတော့အဲ့အမျိုးသမီးဒါအသက်မသေးခင်မှာပဲဒါတပ်ဖွဲ့တွေကပြန်ပြီးတော့ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ဒါကျွန်တော်စုံစမ်းသိရတဲ့ဟာပေါ့နော်အဲ့ဒါတော်တော်လေးမှရိုင်းစုပ်ပဲ့တဲ့ကောင်တွေပေါ့ဗျာပြောချင်တာဒါဒီလိုမျိုးပုံစံမျိုးနဲ့သူတို့ကအမေစစ်ကြောင်းသွားတဲ့စီမှာခေါ်ွားပြီးတော့ကို ဘလောက်တောင်မှပြုကျင်လဲမရိုင်းလဲဆိုတဲ့ဟာကိုစဉ်းစားကြည့်လို့တော့မရဘူးပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးလုပ်ခဲ့တဲ့ဟာကိုဒါအတက်မတည်ခင်လေးမှာကတင်နိုင်ခဲ့တာဖြစ်တယ်ဆိုပြီးတော့သိရတယ်ဒါဝမ်းတာယာဆုံးပဲပေါ့နော်ဒါပြည်သူတွေအတွက်လှုပ်လှုပ်နေတဲ့တပ်ဖွဲ့တွေကတကယ်ပြည်သူကိုအလေးထားပြီးတော့ပေါ့နော်လုံးဝလူသားတိုင်းလှုပ်လာတာတောင်တော့မှပဲအဲ့စစ်ကြောင်းကိုပြန်ဝိုက်ဖောက်ပြီးတော့ပေါ့နော်ပြန်ပြီးတော့ရအောင်ကယ်နိုင်ခဲ့တယ်ဆိုတာတကယ်လေးစားရတယ်ပေါ့နော် ဲ့တော့ဒီတိုက်ပွဲကတကယ်ကိုတိုက်ပွဲဖြစ်စဉ်နဲ့အများကြီးတွေမှာဒါပေါင်းချုပ်အနေနဲ့ပြောတဲ့ဒီဖြစ်စဉ်ကြီးကတကယ်အားရစရာကောင်းတယ်ပေါ့နော်ဒါပေမဲ့လည်းစစ်ကောင်စီကသူတို့ရဲ့ထိုးစစ်တွေကိုတောက်လျှောက်ဆိုသလိုပဲဒီဘက်ဒါချင်းပြည်နယ်ဘက်မှာအရန်လှုပ်လာတယ်ပေါ့နော်အဲ့တော့ဒါစစ်ကောင်စီကတော်တော်လေးပြင်ဆင်လာတယ်ဆိုပြီးတော့လည်းသိရတယ်ဒါစစ်ဗျူဟာနဲ့ပတ်သက်လို့လည်းတော်တော်လေးသူတို့တွေ ဒါအထက်ကဘလိုပုံစံမျိုးနဲ့လှုပ်ဆိုတဲ့ပိုင်းနေမှာပေါ့နော်။တိကျညွှန်ကြားထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်။တက်ရွှေ့ပြောင်းနေအရန်လှုပ်တာတွေရှိတယ်။တနေရာထဲမှာအထိုင်မထားဘဲနဲ့ဒါရွှေ့ပြောင်းပြီးတော့ပေါ့နော်။ရီမန်းချက်နေရာတွေကိုရောက်အောင်ထိုးခိုင်းနေတဲ့ပုံစံမျိုးတွေလှုပ်ခိုင်းတာတွေလည်းရှိလာတယ်။အဲ့မှာဒီသုံးစံနဲ့ပြောရမယ့်ဟာပါစာ။အဲ့ပါစာနဲ့ပတ်သက်တဲ့ဟာတွေကလည်းနေရာတိုင်းမှာကိုပဲအခုဖြစ်နေ။အခုလည်းအဲ့စစ်ကြောင်းမှာဒါခွန်ခွန်နဲ့အတူပဲပေါ့နော်။ဒါပါစာဆိုတဲ့အဖွဲ့တွေကအများကြီးပါတယ်တဲ့။အများကြီး။ရှေ့ကနေပြီးတော့ဒီအဖွဲ့တွေကိုပဲပြန်ပြီးတော့တုံးချနေတာရှိတယ်ပေါ့နော်။အဲ့တော့ ပါစဆိုပြီးလဲကျွန်တော်တို့ကခါကြဲအထင်သေးလို့မရတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါရှေ့ကနတ်ထိုးကြီးကကိုစောင်းနဲ့ကျွန်တော်နဲ့ပြောရတဲ့အချိန်မှာအားလုံးနားထောင်ပြီးပြီဆိုရင်တော့သိမှာပေါ့နော်။အဲ့မှာပါလဲဆိုတော့တချို့ပါစတွေကသူကဗမော်တိုက်ပွဲမှာသွားပြီးတော့တိုက်ခဲ့ရတဲ့ကောင်တွေပါတယ်။တချို့ပါစတွေကအာခတ်တတော် A နဲ့သွားတဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲတွေမှာသွားခဲ့ရတဲ့ပါစတွေပါ။အဲ့လိုပါစမျိုးတွေကိုဒါပြန်ပြီးတော့ဒါတက်တွေပါတွေပြန်ပြီးတော့ရွှေ့ပြီးတော့ဘယ်တော့ခုနလိုမျိုးဒါအနာပေးတာတွေပါလှုပ်တဲ့ခါမှာနောက်ထပ်တနေရာစစ်ကြောင်းထိုးတာဒီကောင်တွေက ပုံမှန်စစ်သားတွေလိုပဲသွားပြီးတော့အတွေ့အကြုံတွေပြန်ရှိနေပြန်အောင်စစ်ကောင်စီစစ်သားတွေဒီတန်တီစစ်သားတွေလိုမျိုးပေါ့နော်တန်တီစစ်သားလိုမျိုးပဲအတွေ့အကြုံရှိတဲ့ကောင်မျိုးတွေပြန်ဖြစ်နေတယ်ပြီးတော့ပိုဆိုးတာကသူတို့ကအတွေ့ခေါ်ကောင်းတယ်လူငယ်ဖြစ်တယ်တကြွတယ်ပြီးတော့ကြတော့ဒါတင်လွယ်တက်လွယ်တယ်ဆိုတော့သူတို့ကပို့ပြီးတော့တောင်အနေများလာတဲ့အနေထားမှာမြင်တွေ့ရနိုင်ရှိရှိတယ်ပေါ့နော်အဲ့တော့ဘာသာဆိုပြီးတော့လဲကျွန်တော်ကအထင်သေးလို့မရတော့ပြန်ဘူးပြီးရင်ဒါဖမ်းမိပြီဆိုတဲ့အခါမှာလည်းတေချာစစ်စေးစီကျင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ ်စစ်ကောင်စီစစ်သားတန်စီစစ်သားကလည်းတစ်ခါကြာပါစလုံနေလားတဲ့ပိတ်ရိုက်လိုက်မှဖြေတယ်ဗောနော်ဟုတ်လားမင်းတို့ကနေပိတ်ရိုက်မှဖြေလားမိတဲ့ခါကျရင်အမှန်တိုင်းမှမပြောရင်ပိတ်ရိုက်ခံနေရမယ်အချို့ပိတ်ရိုက်တာတွေက share တွေပါရွတ်တက်တယ်ဒီလားအဲအဲ့လိုပုံစံမျိုးနဲ့လည်းလောက်တာတွေရှိတော့ဒါတေချာလေးတော့ဒါစစ်ဆေးကြစီခြင်းနဲ့အခုလဲဖမ်းမိတဲ့သူတွေရှိတယ်ဆိုပြီးသိရပါဗောနော်အဲ့တော့အင်အားဖြည့်တာဆိုရင်စစ်ကောင်စီကလေချောင်းကနေ MI17 နဲ့22.6ခေါက် 22မှ6ခေါက်ထိကိုဒါအင်အားဖြည့်ခဲ့တာဖြစ်တယ်အဲ့တော့လူအင်အားအနေနဲ့ဆိုရင်အင်အား900လောက်ရှိတယ်အဲ့တော့တခြားနေရာမှာသူ့အနေနဲ့လေကြောင်းနဲ့ပတ်သက်လို့တဲယူပို့ဆောင်ရေးပဲဖြစ်ဘုံကျဲတိုက်ခိုက်တာပဲဖြစ်ဖြစ်သူ့အနေနဲ့ဒါဝင်ပော့သွားတဲ့အချိန်မှာအခြားနေရာတွေကိုသူကဒီလေကြောင်းအသုံးပြုမှုတွေပို့ပြီးတော့လှုပ်လာနိုင်တာတွေ့ရတယ်ပေါ့နော်ဟိုဒါရခိုင်ဘက်မှာဆိုလဲတောက်လျှောက်ဘုံကျဲတယ်အခုချင်းဘက်မှာဆိုလဲ MI17 ကိုလေရင်လည်းအခောက်အောက်ခါကကိုပဲအင်အားဖြစ်တင်းပြီးတော့ဒီနေရာတွေကိုဒါသူတို့ပြန်ပြီးဆူမှုနိုင်ဖို့အတွက်ကိုစ조사နေတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ထိတိုက်ပွဲပြင်းထန်နေခဲ့ပြီးတော့ဒါချင်းချင်းတော်တပ်ဖွဲ့တွေကအပြင်းထန်တုံ့ပြန်ခုခံနေစေဖြစ်တယ်တိုက်ပွဲတစ်လျှောက်စစ်ကောင်စီ40လောက်တည်အားရရနော်40လောက်တည်တယ်ဒဏ်ရာရရှိရတယ်လည်းရှိတယ်ပြီးရင်ထွက်ပြေးနေတာတွေလွတ်မြောက်နေရတယ်လည်းရှိသေးတယ်လာပြန်ပြီအဲ့ထွက်ပြေးပြီးတော့အဲ့လွတ်နေတာဟာတော်တော်အာရုံနောက်တာတွေကောင်းနေလိုက်ဖမ်းအောင်မှကြည့်နေပြီးရင်အဲ့မှာပြည်သူတွေကိုဒုက္ခပြောင်းပြည်သူတွေနေနဲ့လည်းဒါ တာဝန်တိတိနဲ့ပေါ့နော်ဒါသတင်းရတယ်ဆိုရင်တပ်ဖွဲ့တွေစုကိုသတင်းပေးကြစေခြင်းနဲ့ဘယ်လက်ွက်ထမ်းမှာတော့ထမင်းလာတောင်းစားနေပြီလို့သိရမလားအဲ့လိုပုံစံမျိုးတွေဖြစ်လာပြီဟေ့ဆိုတဲ့ခါကျရင်ဒါထမင်းကျွေးကျွေးပြီးရခါကျမှပေါ့နော်တပ်ဖွဲ့တွေစုကိုဒါဖုံးဆက်အန်အဆက်အသွယ်ပို့ပြီးရောပေါ့နော်သတင်းပို့ပြီးတော့လာပြီးတော့ဖမ်းဆီးတာမျိုးတွေလောက်ခိုင်းပေါ့နော်ဒီကောင်နေမလွယ်ဘူးအဲအဲ့လိုမျိုးဒါမှမဟုတ်တခုလဲသတိထားပါဘောနော်။ဘာဖြစ်လို့လဲဆိုတော့ထွက်ပြေးနေတဲ့ဒီကောင်တွေကလက်နက်တွေပါသွားရဲဆိုရင်ပြည်သူကိုလည်းအန္တရာယ်ပြုနိုင်ခြင်းရှိတယ်။ပြီးတော့အိုက်ဘက်ချမ်းမှာဒါပြည်သူကအရန်ဒုက္ခရောက်နေတာရှိပါတယ်။ ကလေးတမျိုးနယ်လုံးဆိုရင်ဒါစစ်ဝေးရှောင်ရတဲ့အနေအထားကြီးဖြစ်နေပြီအတချို့နေရာတွေမှာဒါနည်းနည်းလေးပြောင်းငြိမ်နေတယ်ဆိုပေမဲ့လည်းမပြောင်းရဲတဲ့အနေအထားကြီးလည်းဖြစ်နေတယ်စစ်ကောင်စီကလည်းဒါမြို့ပေါ်နေရာတွေမှာရှောင်တခင်ပုံစံမျိုးနဲ့စစ်ဆေးတာမျိုးတွေလုပ်တယ်ပြီးရင်သူရဲ့လက်လောက်ခံပေါ့နော်ဒါဝေစားမြစားဆိုတဲ့ကောင်တွေကိုခိုင်းတာမျိုးတွေသတင်းယူတာမျိုးတွေလည်းတောက်လျှောက်လုပ်နေတယ်ဆိုတော့ဒါပြည်သူတွေလည်းကြောက်လန့်တကြားဖြစ်နေကြရတယ်ပေါ့နော်အဲ့တော့တော်တော်လေးတော့ဒါစစ်ကောင်စီကမိုင်းရိုက်ဆုပ်ပြနေရရှိတယ်အဲ့တော့ဒီတိုက်ပွဲဖြစ်စဉ်တွေကနေပြီးတော့စစ်ကောင်စီစီကနေ လက်နက်ခဲယမ်းတွေလည်းဒါတင်းစီရရှိရည်လည်းရှိတယ်ပြီးတော့ချောဆွဲထားတဲ့ပြည်သူပိုင်ကားတွေအခုနကတော့ပြောရတာပါနော်အဲ့ကားတွေကိုလည်းတင်းစီရရှိတယ်အဲ့ကားတွေကိုပြည်သူစီကိုပြန်ပေးတယ်ဆိုပြီးတော့လည်းသိရတယ်မိုက်တယ်အဲ့ဒါသဘောကျပြည်သူပိုင်နဲ့ပြည်စီကိုပြည်သူစီကိုပြန်ပြီးတော့အပ်ပေးဒါကတကယ့်ပြည်သူအတွက်အလုံးလုံးနေတဲ့စစ်သားတွေရဲ့တာဝန်ပဲပြည်သူကိုကာကွယ်ရမယ်ပြည်သူကိုကယ်တင်ရမယ်ပြည်သူကိုခုနလိုပေါ့နော်ပြည်သူပိုင်ပစ္စည်းကိုမဖျက်ဆီးဘဲနဲ့ပြည်သူလက်ထက်ရောက်အောင်ပြန်ပေးအောင်အဲ့တော့ပြည်သူကိုနှိမ့်ဆက်နေတာလေလူသားတိုင်းလုံနေတာလေ ြည်သူပိုင်ပစ္စည်းကိုချောဆွဲတာတွေပြည်သူကိုအကြမ်းဖက်ပြီးတော့ခုနလိုငွေတောင်းချင်းချောက်နေတာမျိုးတွေဒါတွေကဘယ်သူလုပ်နေတာလဲအဲ့လိုမျိုးလုပ်နေတဲ့သူတွေရဲ့လက်ထဲကနေတလိုင်းတက်ဖွဲ့တွေကဘယ်လိုပုံစံမျိုးနဲ့ပြန်ပြီးကဲတင်နေရလဲဆိုတဲ့ဟာအဲ့မှာကွဲပြားသွားဘယ်အဖွဲ့အစည်းကနိုင်ငံအတွက်ရှိတင်တယ်လဲပြည်သူအတွက်ရှိတင်တယ်လဲဘယ်အဖွဲ့အစည်းကတော့အစပြောက်တင်တယ်လဲဆိုတဲ့ဟာကဒီမှာကွဲပြားတာပဲပေါ့နော်အဲ့တော့ဒါကဒါတလိုင်းတက်ဖွဲ့တွေရဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်ပြီးတော့ကျတော့ကျွန်တော်မကြားကျင်ဆုံးစကားတစ်ခုလည်းကြားရအဲ့ဒါဘာလဲဆိုတော့ စစ်ကောင်စီစီကနေစစ်တုံ့ပန်းချို့လက်ရဖမ်းဆီးမိတယ်ဆိုပြီးတော့ကြားရအမမကြားကျင်ဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဒါဖမ်းဆီးမိကြတာလည်းရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ချင်းပြည်နယ်ဘက်မှာဒါ internet line တွေဖြတ်တောက်ထားတာရှိတယ်ဖုန်း line တွေဖြတ်တောက်ထားတာရှိတယ်ဒါပေမဲ့ချင်းပြည်နယ်ဘက်မှာအခုကာလဒီဒီအော်တိုဘာပေါ့နော်အော်တိုဘာနေစပြီးတော့အော်တိုဘာအကုံလောက်ကနေစပြီးတော့နိုဝင်ဘာဒါအမှန်တော့အော်တိုဘာလောက်ကနေကစနေတာပါစပြီးတော့ဒီကောင်စစ်ကောင်စီကအဲ့လိုပုံစံမျိုးတွေလှုပ်လာတယ်အဲ့တော့ သတင်းတွေပြတ်တောက်တာတွေရှိတယ်သတင်းစီးဆင်းမှုတွေရက်တက်နေရရှိတယ်အဲ့တော့ကျွန်တော်တို့ဒီတော်လန်ပြည်သူအနေနဲ့များများအတန်ထုတ်ပေးဖို့လိုတယ်အဲ့ဘက်မှာလည်းဒေသခံပြည်သူတွေအရန်ဒုက္ခရောက်နေကြတယ်ပြီးရင်တော်လန်ရင်တပ်ဖွဲ့တွေလည်းအကူအညီတွေလိုအပ်မှာပဲပေါ့နော်အဲ့တော့ဒီလိုမျိုးအဆက်အသွယ်တွေပြတ်တောက်ခံထားရတဲ့အချိန်မှာကျွန်တော်တို့အဆက်အသွယ်ရနေပါသေးတယ်ဆိုတဲ့နေရာတွေအင်တာနက်ရှိပါသေးတယ်ဆိုတဲ့နေရာတွေကနေပြီးတော့ဒီဘက်ကအဲ့ဘက်ကဖြစ်စဉ်တွေကိုမြေတမ်းဒါအတန်နေထုတ်ဝေးကြဖို့လိုတယ်ပေါ့နော်ကျွန်တော်လည်းနောက်ဆိုဒါဒီရရှိလျှောက်အဲ့ဘက်ချမ်းကဒေသကဖြစ်ပျက်နေတဲ့အကြောင်းအရာမျိုးတွေကိုကျွန်တော်ရအောင်ဖော်ထုတ်ပြီးတော့ တင်ဆက်မျှဝေပေးပါမယ်ဗျ။အဲ့တော့ဒါကလည်းအားရစရာကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ထည့်ပြောရခြင်းဖြစ်တယ်ပေါ့နော်။အဲ့တော့နောက်တစ်ခုလည်းဒါကျွန်တော်ပြောချင်တာပေါ့နော်။အဲ့တော့ကတော့ဒါဒီရက်ထဲမှာ KI နဲ့ပတ်သက်လို့ပေါ့နော်။ KI နဲ့စစ်ကောင်စီနဲ့ဒါအပြစ်ခက်ရစေးအတွက်တွဲဆုံဆွေးနွေးညှိနှိုင်းမယ်ဆိုတဲ့ပုံစံမျိုးဒီသတင်းတွေကတော်တော်လေးခြေခြေပြန့်ပြန့်ဖြစ်လာတာတွေ့ရလိမ့်မယ်ကြားရလိမ့်မယ်ပေါ့နော်။အစောပိုင်းကာလမှာလည်းဒါတွေးဆုံမှုအတွက်စစ်ကောင်စီဘက်ကကန့်လန့်နေတွေးမယ်ဆိုရတဲ့လက်ခံတဲ့မြေကြီးနားမှာတွေးမယ်ဆိုပြီးတော့ဒါ KYI ဘက်ကအကြောင်းပြန်နေအဲစစ်တပ်ကမြေကြီးနားမှာမတွေ့ရဘူး သူတို့အဲ့မြကြီးနားဆိုတဲ့နေရာမှာကိုသူတို့အတွက်မလုံခြုံဘူးလို့သူတို့ယူဆနေကြတယ်အဲ့တော့ KIA အနေနဲ့ကအဲ့လိုမျိုးတွေ့မယ်ဆိုရင်တော့မြကြီးနားကိုကိုယ်စားလှည့်ပေးမယ်ဟာတဲ့ပဲကိုယ်စားလှည့်ပေးမယ်အဲ့နေရာမှာဆွေးနွေးမယ်ဒါပေမဲ့စစ်ကောင်စီကအဲ့နေရာကိုမသွားရဲဘူးမဆွေးနွေးရဲဘူးအဲ့ကြောင့်ဒီဥစ္စာမဖြစ်လာသေးဘူးပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့အဲဒီသတင်းတွေကပို့ပြီးတော့ပြန်ကားလာတာရှိတယ်ပေါ့နော်ပြန်ကားလာတာရှိတယ် ဒီလိုမျိုးဒါနှစ်ဖက်တွေ့ဆုံမယ်ဆိုတဲ့သတင်းတွေကဒါပြန့်နှံ့လာတဲ့အချိန်ကဒါ TNL ကမိုးကုန်းနဲ့မိုးမိတ်ကိုစစ်ကောင်စီစီပြန်ပေးမယ်ဆိုတဲ့ဒီအော်တိုဘာလလောက်မှာကနေကပြန့်လာတာဖြစ်တယ်။ဒီလိုသတင်းကြောင့်မလို့ KIA သာစစ်ကောင်စီနဲ့အပြစ်ရဲ့သဘောတူသွားရင်တော်လန်ရေးကိုထိခိုက်လာတော့မလား။မတို့တော်လန်ရေးမှာတကယ်လို့များ KIA ကစစ်ကောင်စီနဲ့သဘောတူပြီးတော့အပြစ်ရဲ့သွားရင်ဘယ်သူကိုထပ်ပြီးတော့အားကိုးရမလဲဆိုတဲ့အတွေးတွေနဲ့ စိတ်သက်ကြတဲ့ပြည်သူတွေလည်းရှိကြတယ်ဗောနော်စိုးရိမ်ကြတဲ့ပြည်သူတွေလည်းရှိကြတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လာမေးကြတာလည်းရှိကြတယ်အဲ့တော့ကျွန်တော်တို့လည်းပြန်ပြီးတော့ဒီ KI နဲ့ပတ်သက်တဲ့ကျွန်တော်တို့ ਨੇ ရင်းနှီးတဲ့အဟိုဒီစီကိုပြန်မေးတယ်မေးတဲ့အခါမှာလုံးဝထွက်ပေါ်နေတဲ့သတင်းတွေလို့မဟုတ်ဘူးဗောဗျာအဲ့မရှိဘူးမကြောက်ဘူးဗောနော်ဟိုရင်တော့ကတော့ဒီလိုဒါရှေ့ကပြောတဲ့ဖြစ်စဉ်လို့ဗောဗျာ ဒါစစ်ကောင်စီဘက်ကကမ်းလန်းနေအဲအဲ့ဒါတော့မှပဲစစ်ကောင်စီဘက်ကကောင်တွေကလှုပ်သေးတာအဲသူတို့ဘက်ကဟိုလာကမ်းလန်းလို့ပဲပေါ့နော်အဲအဖတွေဒီချိန်မှတော့ဒါပြန်ပြီးတော့ဒါဟိုမစင်စားပေးတင်ဘူးပေါ့နော်အပြက်လှုပ်တင်တယ်ဘာညာဆိုပြီးပြောကြရရှိသေးရဗျာအဲအဲ့ဒါလေးကျွန်တော်ပြောပြမှာပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးပဲရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဟာနဲ့ပတ်သက်လို့ထူးထွေပြီးတော့ထူးခြားပြီးတော့သူတို့စီကိုအကြောင်းကြားတာမျိုးတွေအထက်ကညွန်ကြားတာမျိုးတွေဘာမှမရှိဘူးဆိုပြီးတော့ဘာမှမသိအောင်ဆိုပြီးပြောတာပဲရှိတယ်ပေါ့နော်အဲ့တော့ဒီသတင်းကတကယ်ပြောရင်အဲ့လိုထွက်လာတဲ့အချိန်မှာပို့ပြီးတော့လူစိတ်ဝင်စားမှုများခဲ့တယ် အဲ့တော့ KIO KIA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်မလကလည်းအောက်တိုဘာ25ရက်ကကြာရောက်ခဲ့တဲ့65နှစ်ပြည့်ဒါကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO နေ့ဒါမိန်ကုန်းမှာအဲတိုက်ပွဲတွေနဲ့ဒါစစ်ရေးအခြေအနေတွေအဆုံးသတ်လှပရန်မှာနိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေးတိုင်ပင်ကြခြင်းဖြစ်ကြောင်းပြောဆိုခဲ့တာရှိတယ်။ဒါ့အပြင်ဒါလာမယ့်ရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့နဲ့ဆန့်ကျင်တဲ့အဖွဲ့ဆိုပြီးနှစ်ဖွဲ့ကွဲပြီးတော့ပေါ်လာလိမ့်မယ်။အဲ့ဒီနှစ်ဖွဲ့အလွယ်တကူဆွေးနွေးရေးမှာပေါ့နော်ခက်ခဲလာနိုင်ကြောင်း ြည်တွင်းစစ်လည်းအချိန်ပိုကြာမြင့်လာမှာဖြစ်ကြောင်းပြောခဲ့တယ်ဗောနော်အဲ့တော့အဲ့လိုမျိုးတွေကြားရောကြာတော့ပို့ပြီးတော့စိုးကုန်ရောဒါကအဲဒီလိုမျိုးဖြစ်သွားနိုင်မလားအာဒီလိုမျိုးဒါဆွေးနွေးဖို့အတွက်ဥတည်နေပြီလားဆိုတဲ့ပုံစံမျိုးတွေဒါအားမလို့အားမြဖြစ်တာလေစိုးရင်ကြတာလေပို့ပြီးတော့ဖြစ်လာကြတာဗောနော်အဲ့တော့ဆွေးနွေးမှုနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကကမ်းလှမ်းမှုကိုဗိုလ်ချုပ်ကွန်ဘော်ကပြန်ပြီးတော့တုံ့ပြန်လာတယ်တွေ့ရလိမ့်မယ်ဗောနော်အဲဆွေးနွေးမယ်ဆိုရင်ကကိုယ်စလဲလှုပ်ပေးမယ်မျက်စိနှာမှာဆွေးနွေးမယ်လို့တုံ့ပြန်တဲ့ဟာပေါ့နော်အဲ့တော့ KIA ဘက်ကစတင်ကမ်းလှမ်းတယ်လို့ပုံဖော်နေတယ်ဆိုတဲ့ဟာဒီနေရာမှာပြောရအောင် အဲစစ်ကောင်စီကအမှန်တကယ်ကသူတို့အရင်ဆုံးစပြီးတော့ကံလန်းတဲ့ပုံစံမျိုးသူတို့ဆန္ဒရှိတယ်ဆိုတဲ့ပုံစံမျိုး KIA ကလည်းဆန္ဒမရှိဘူးလားဆိုတော့ဆန္ဒရှိတယ်လိုလားတယ်ဟုတ်တယ်ဒီဟာနဲ့ပတ်သက်လို့လက်ခံတယ်ညင်းပယ်လိုက်တာမျိုးမရှိဘူးမဆွေးနွေးဘူးဆိုတဲ့ပုံစံမျိုးမရှိဘူးဆွေးနွေးမယ်ဆိုရင်တော့ဘယ်မှာဆွေးနွေးမလဲအဲ့အတွက်ကိုကိုယ်စားလှယ်လွတ်ပေးမယ်အဲ့လိုပုံစံမျိုးပြောခဲ့တာတကယ်တကယ်နဲ့စပြီးတော့ကံလန်းတာစစ်ကောင်စီအဲ့ဒါကိုပဲစစ်ကောင်စီလော်ဘီတွေကဗာပြောလဲဆိုတော့ KIA ဘက်ကပဲလုံးဝရှုံးနိမ့်တော့မှမဟုတ်လို့လေးတန်ပြော့လာပြီးတော့စစ်ကောင်စီကိုအပြစ်ကရက်ဖို့အတွက်ညှိနှိုင်းနေဆိုတဲ့ပုံစံမျိုး တို့ဘက်ကပြောတာရှိတယ်ဗျာအဲ့မှာတို့အဘတွေကိုမြှောက်ပေးသေးတယ်ဗျာဘာလဲဆိုတော့အခုလိုမျိုးဒါဆွေးနွေးတဲ့ဟာကိုလက်မခံသင့်ပါဘူး KAI ကအခုပြုတ်ပြုတ်ပြုံးတော့မှာမဟုတ်လို့ဒါမျိုးလာလောက်တာပါအဘတို့အဆုံးထိစော်သင့်ပါတယ်လုံးဝပြုတ်ပြုတ်ပြုံးတဲ့အထိစော်သင့်ပါတယ်ဆိုပြီးမြှောက်ပေးတာအောက်မှာမျက်ဖြူဆိုင်နေတာတို့မသိဘူးအောက်မှာခွက်ခွက်လောင်ရှုံးနေတာတွေဒါသူတို့မသိဘူးပေါ့နော်။အတီလိုက်ကြတာတောက်တောက်လေးပေါ့နော်။အဲ့တော့စစ်ကောင်စီလော်ဘီကတော့လော်ဘီဆိုတဲ့အတိုင်းလောက်ကြပါပဲပေါ့လေနော်။အဲ့တော့ဒီတွေးဆုံမှုအပေါ်မှာဆွေးရင်ကြတဲ့ဟာတွေပေါ်မှာ ခြေခံပြီးတော့ဗောနော်အဲစစ်ကောင်စီဘက်ကနေပြီးတော့ပဲစစ်ကောင်စီထောက်ပံ့ထားတဲ့အချို့မီဒီယာတွေကနေပြီးတော့ပဲစတင်ပြီးတော့ဒီသတင်းတွေကိုဖြန့်လာတာဖြစ်တယ်ရည်ရချက်ကတော့တကယ်ပြောရရင်ဒါ KIA နဲ့တော်လိုင်းတပ်ဖွဲ့တွေကြားတွေ့ကွဲအောင် KIA ပေါ်မှာလူလူယုံကြည်မှုကြာစင်းအောင်ပေါ့နော်အဲလိုပုံစံမျိုးနဲ့ယူရပြီးတော့သွေးခွဲတာဖြစ်တယ်ဒါဒီလိုယူဆရတယ် နောက်တစ်ခုကတော့ဒါစိတ်သက်ကြအောင်လှုပ်တာပေါ့နော်ဒေါ်လာရင်းကိုဒါဒါစိတ်သက်ကြဆင်းသွားအောင်စိတ်သက်ပြည့်ရင်းသွားအောင်လှုပ်တာအဓိကတော့ပြည်သူတွေစိတ်သက်ကြဆင်းအောင်ဒေါ်လာရင်းတက်ဖွဲ့တွေစိတ်သက်ကြဆင်းအောင်ဓာတ်မျိုးပုံစံမျိုးရည်ရွယ်ပြီးတော့ဒီသတင်းတွေကိုဖြန့်နေဆိုပြီးတော့လည်းယူဆလို့ရတယ်ဆိုကျင်တာတော့ဗျာဒါ KIA တောင်ကအပြည့်ရတော့မယ်အဲမင်းတို့ PDF ကဘာလုံးပါလဲမင်းတို့ PDF ဘာတက်နိုင်သေးလဲဆိုတဲ့ပုံစံမျိုးသူတို့ကပုံဖော်ချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါ KIA ကပြောခွင့်ရဗိုလ်မှူးကြီးနော်ဦးကဖြေဆိုထားတာရှိတယ်ဒါတွေကခံမှန်းပြီးတုံးသက်ပြီးမှတင်တဲ့သတင်းတွေဖြစ်မယ်ထင်ပါတယ် ကျွန်တော်တို့သတင်းဌာနကိုဘယ်သူမှဒါနဲ့ပတ်သက်လို့ပြောတာမရှိဘူးတွေ့မယ်ဆိုရင်တော့ဒါဘိုးကော်မတီရဲ့ဆုံးဖြတ်ချက်တွေတုံးသက်ချက်တွေနဲ့တွေ့ရမှာဖြစ်တယ်အခုထပ်ထီတော့ကျွန်တော်တို့ကိုဘိုးကော်မတီကနေပြီးတော့ဒါနဲ့ပတ်သက်လို့အကြောင်းကြားတာညွှန်ကြားတာမရှိပါဘူးဆိုပြီးတော့ညင်းပလိုက်တယ်ပြီးရောအလားဟိုဘက်ကလုံးဝဝါဒပြန့်နေတာလေအဆုံးသက်အဲ့တော့ဒီဥစ္စာကစစ်ကောင်စီကဒါစိတ်သက်ကြဆင်းအောင်ပေါ့နော်သွေးခွဲကျင်တဲ့ပုံစံမျိုးနဲ့လှုပ်လာတဲ့စိတ်သက်စစ်စီရင်တစ်ခုဖြစ်တယ်ဆိုတာကိုပြောခြင်းနဲ့အဓိကတော့ ဲ DNA ကိစ္စလိုမျိုးပုံစံမျိုးပေါ့ဗျာအဲ့လိုပုံစံမျိုးသူကလှုပ်ချင်တယ် DNA အပြစ်ရက်သွားရင်မင်းတို့ဘာလုပ်မှာလဲအဲ DNA အပြစ်ရက် DNA တော့မှမလုံနိုင်တော့ဘူးဆိုတဲ့အချိန်မှာမင်းတို့ကောင်တွေကဘာလုပ်မှာလဲဆိုတော့ PDF တွေကိုစိတ်သက်ကြအောင်ရည်ညွှန်းတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြည်သူကိုလည်းစိတ်သက်ကြအောင်လုပ်မယ်အာဒေါ်လိုင်းတက်ဖွဲ့တွေကိုလက်စိတ်ကြအောင်လုပ်မယ်ပြီးရင် KIA အပေါ်မှာလည်းဒါလူလူဒါယုံကြည်မှုလုံးဝပျောက်သွားအောင်ဆိုတဲ့ပုံစံမျိုးသူတို့လုပ်ချင်တာပေါ့နော်အဲ့တော့ဒါမဲ့ KIA ရဲ့တုံ့ပြန်မှုကကောင်းသွားတယ်ပေါ့နော်လက်ခံတယ်လက်မခံဘူးလက်ခံတယ်ဒါမဲ့ လက်ခံတယ်ဆိုတဲ့နောက်မှာဘလို့ဟာမျိုးတွေဆက်လာမလဲဆိုတဲ့ဟာကျွန်တော်မသိဘူးလေဆိုတာတွေးဆုံရရတွေ့လေမင်းတို့မှတွေ့ကျင်တယ်ဆိုတော့ငါတို့လည်းတွေ့မယ်အေးဒါပေမဲ့ဘာကြောင့်ဆွေးနွေးမလဲဆွေးနွေးမယ့်အကြောင်းမှာငါတို့လိုလားတာဘာမင်းတို့ဘက်ကသဘောတူမလားတွေ့မယ်ဆိုတဲ့ဟာတွေမှာပဲကျွန်တော်တို့ကစိတ်တကြမဟုတ်သေးဘူးဒါပြောချင်တာပေါ့နော်အဲ့တော့လိုလားတယ်ဒီနိုင်ငံကြီးအေဂျင့်မှုလွတ်လပ်ဖို့အတွက်ကိုအကုန်လုံးဒါတော်လိုင်းရင်ဘက်မှာရှိနေတဲ့တော်လိုင်းရင်ဘက်မှာရက်တည်နေတဲ့အဖွဲ့တွေအကုန်လုံးကလိုလားတယ်ဒါပေမဲ့အဲ့လိုလားချက်တွေကိုစစ်ကောင်စီကလက်ရောမှလားဆိုတဲ့ဟာကြံသေးတယ် အဲ့ကြတွေးဆုံမယ်ဆိုရင်တော့မှအဲ့အဆင်ပြေမပြေဆိုတဲ့ဟာကရှိသေးတယ်အဲ့ကျွန်တော်တို့ကတွေးပြီးတော့စိတ်တဲ့ကြစရာမလိုဘူးပေါ့နော်အဲ့တွေးပြီးတော့ကိုယ့်အနေကိုကိုယ့်စိတ်ကိုပြန်ပြီးတော့ PR တွေပြန်ပေးနေစရာမလိုဘူးကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေကိုဇက်တိုက်လုပ်ဖို့လိုတယ်အခု KYN ရဲ့အိုက်တိုင်းလုပ်သွားတယ်တကယ်ဘာလို့လဲဆိုတော့လုံးဆရာရှိတဲ့ဟာကို KYN ကဇက်တိုက်လုပ်နေတာဘာနဲ့တော့တွေ့ရလဲဆိုတော့ PD ရဲ့တက်ဖွဲ့တွေနဲ့လည်းသူတို့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ် စစ်ကောင်စီဒီလိုကြလုံနေမှာမဟုတ်ဘူးဆိုတဲ့ဟာကိုမြေပြင်မှာသူတို့ရဲ့လုံဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့မြင်တွေ့နေရတာရှိတယ်။အဲ့တော့ KAI ရဲ့သဘောထားကမပြောင်းလဲဘူးတွေးဆောင်ဆွေးနွေးမယ်ဆိုတဲ့စစ်ကောင်စီရဲ့ကံလန်းချက်ကိုလည်းဒါမငင်းဘူးပေါ့နော်တွေးမယ်ဆိုရင်နေရာလည်းမပြောင်းလဲဘူးဒါလည်းတပိုင်းပေါ့နော်အဲခုနလိုဒါမြေပြင်မှာလုံနေရတဲ့အလုပ်တွေကလည်းတပိုင်းတော်လိုင်းနဲ့ပတ်သက်လို့ဒီဇိုင်းမမတ်သူတို့လုံဆောင်နေတာရှိတယ်။ဒီရက်မှာကိုပဲအဲ့ထူးခြားချက်ပါလဲဆိုတော့ဒါရင်းမာပင် KAI အမှတ်6တက်ရင်ဒီတက်ရင်ကလုံနေတဲ့ဒါအနောက်မြောက်လွင်မြင်တို့ဆိုတဲ့ကမ်ပိန်းပေါ့နော်အဲ့အဲ့ကမ်ပိန်းမှာ KIC ကလက်နက်ပေါင်း100ကျော်တပ်ဆင်ပေးခဲ့ကြောင်းထုတ်ဖော်ပြောလာတာတွေ့ရ KIA မှာတာဝန်ထမ်းဆောင်လို့ KIA ကတက်ဆင်ပေးခဲ့တာပါတဲ့။ဂန်းဘိုးမပူစားပါဘူးတဲ့။ကြည်ဘိုးပဲပူစားတာပါတဲ့။ချင်းတွင်းနဲ့ ARE ကိုဖျက်ချော်ပြီးမှသာကြည်သေးဝယ်ယူနိုင်တာပါတဲ့။ဒါကြောင့်မလို့ဒါနားလည်ပြီးတော့မိဘပြည်သူအနေနဲ့လည်းကူညီပေးကြပါဆိုပြီးတော့အဲ့ campaign မှာ KIA တက်ဆင်ပေးထားတဲ့လက်နက်နဲ့ပတ်သက်လို့ပြောသွားတာရှိတယ်ပေါ့နော်။အဲ့တော့ အဲ့ဒီမာနင်ကိုပဲဒါ KNA ကမြေပြင်မှာလုံးဆရာရှိတာလုံးနေတယ်ဆိုတဲ့ဟာကိုမြင်တွေ့ရတယ်ဗောနော်အဲ့တော့ဒီ campaign နဲ့ပတ်သက်လို့တဆက်တည်းပြောချင်တာကျွန်တော်ပြည်သူတွေအနေနဲ့တက်နေတော့သွားပြီးတော့ပါဝင်ပေးကြပါတပ်ဖွဲ့တွေကဟုတ်ပါတယ်ဂန်းဘိုးပူဇာတာမဟုတ်ဘူးជីဘိုးပူဇာတာဗောနော်တင်ပြည်သူတွေစီကိုပူဇာတာအဲ့တော့အဲ့ပူဇာတဲ့ဟာလေးတွေကိုလည်းကိုတက်နိုင်တဲ့အပိုင်းလေးနေတာကိုတက်ဖွဲ့တွေကိုမဟုတ်ဘူးပြည်တယ်လို့သဘောထားပြီးတော့သွားပြီးတော့ကူပေးကြဖို့လည်းပြောချင်ပါတယ်ကျွန်တော်လည်း link လေးထည့်ပေးထားမှာဗောနော် ဲ့တော့အဲ့လိုမျိုးထုတ်ဖို့ပြောဆိုဖို့ဆိုတာခါကတကယ်တမ်းပြောရင်တွေးကြည့်ရင်မလွယ်ဘူးအဲ့အနောက်ပိုင်းမှာကျွန်တော်တို့ဆက်ဆက်တွေးကြည့်လို့ရတဲ့အားရကြအချက်တွေကအများကြီးရှိတယ်။ KIA ကခွင့်မပြုရင်လည်းဒီလိုဟာမျိုးကိုတို့ထုတ်ပြန်ရဲမှာမဟုတ်ဘူးဒီ PDF တက်ဖွဲ့အနေနဲ့ဒါလုံခြုံရေးနဲ့ဆိုင်တယ်စီရေးနဲ့ဆိုင်တယ်အဲ့တော့ KIA လို့အချိန်ကကြီးမားတဲ့အဖွဲ့တစ်ခုရဲ့ခွင့်ပြုချက်မရဘဲနဲ့လေဒါမျိုးပုံစံမျိုးထုတ်ဖို့ပြောဆိုမှာမဟုတ်ဘူးဒါကဒါကိုယ့်ဘက်ကိုတွေးပြီးရယူဆကြည့်တဲ့ဟာပေါ့နော်ဒါပြင်စဉ်းစားကြရရှိတာကအခုလို့အဖွဲ့တစ်ဖွဲ့တည်းကိုထုတ်ပေးလိုက်လို့ရတာမဟုတ်ဘူး စဉ်းစားကြည့်မှာဗျာအဲ့ဒီအဖွဲ့ကိုပေးလိုက်တယ်အဲ့အဖွဲ့ကအခုလိုမျိုးကောက်တင်လိုက်တယ်အဲ့ဒါဆိုရင် KIA နဲ့တိုက်ပေးတဲ့အဖွဲ့တွေအများကြီးရှိတယ်ဟောကြအဲ့အဖွဲ့တွေအကုန်လုံးကိုလည်း KIA ကပေးရမှာအဲ့တော့ဒီတပ်ဖွဲ့တဲကိုပဲပေးမယ်ဆိုတဲ့ရည်ရချက်နဲ့ KIA ကပေးမယ်ဆိုရင်ဒါမျိုးဖြစ်လာမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အာကျွန်တော်လည်းတိုက်ခဲ့တာပဲကျွန်တော်တို့ကိုလည်းပေးပါဆိုတဲ့အဖွဲ့တွေအများကြီးရှိလာမှာအဲ့တော့ဒီအဖွဲ့တွေအကုန်လုံးကို KIA ကဘယ်လောက်ပေးထားသလဲအာဒါတွေဆက်ဆက်စဉ်းစားမယ်ဟာလေပြီးရင် KIA နဲ့ပူးပေါင်းပြီးတော့တိုက်ခဲ့တဲ့အဖွဲ့တွေကဘယ်လောက်တောင်ရှိသလဲဒါလည်းစဉ်းစားရမယ်ဟာလေ ဒါ ਈ တွေးကြည့်မယ်ဆိုရင်အားရစရာကောင်းတယ်ပေါ့နော်ဆိုတော့ဒါကဒါဒေါ်လာရင်းကိုတစ်ဖက်တစ်လမ်းကနေတော့တက်နိုင်သမျှနေရာအကုန်လုံးကနေဒါထောက်ပံ့ပေးနေတာပါဝင်ပေးနေတာကိုဒါဇက်တိုက်တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုအဖွဲ့တွေဘလောက်များလဲအဲ့အဖွဲ့တွေအများကြီးကိုဘလောက်တောင်မှပေးထားပြီးပြီလဲအဲ့အဖွဲ့တွေကအခုဆိုရင်ဘလူနေရာတွေမှာစီးရေးလှုပ်ရှားနေတယ်လဲပြီးတော့ KAI နဲ့ပေါင်းပြီးတော့တိုက်ခဲ့တယ် မိုက်တယ်ကျွန်တော်ပြောလာဒီလိုမျိုးအစင်လာကောင်းတဲ့အဖွဲ့ကြီးတွေပေါ့နော်ဒါစီရေးအအတွေ့အကြုံရှိတဲ့အဖွဲ့ကြီးနေနဲ့ပူးပေါင်းပြီးတော့ဆင်နွှဲခဲ့တဲ့စစ်စင်ရေးကနေပြီးတော့ကျောင်းတော်လိုင်းတပ်ဖွဲ့တွေကဘလောက်ထိအတွေ့အကြုံတွေရခဲ့ပြီလဲဒါတွေကစဉ်းစားကြည့်ရင်စဉ်းစားကြည့်တော့အရန်ကိုအရသာရှိပြီးတော့တကယ်ကိုအားရစရာကောင်းတဲ့အချက်လေးဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဒါဒီအဖွဲ့တွေအနေနဲ့ဘလောက်ထိစနစ်ကျနေပြီလဲဆိုတာလည်းစဉ်းစားလို့ရတယ်ဘာလို့လဲဆိုတော့ KIA အနေနဲ့လက်နက်ပေးမယ်လက်နက်ရသွားပြီဆိုတာ ਨੇ ပေါက်တက်ကရလုံးမဲ့အဖွဲ့တွေကို KIA ကဘယ်တော့မှပေးမှာမဟုတ် စနစ်ကျနာပါတယ်ဒီလက်နက်ကိုကင်ပြီးတော့လူထုကိုကာဝယ်ပါမယ်ဆိုပြီးတော့တေချာတဲ့အဖွဲ့တွေကိုပဲသူလဲပေးမှာပေါ့နော်အဲကြအဲ့လိုမျိုးစဉ်းစားလိုက်မယ်ဆိုရင်လည်းအဖွဲ့တွေကဟာဒီလိုမျိုးယုံကြည်မှုမျိုးရလောက်တဲ့ဒီအဖွဲ့တွေကလုံပြနေပြီလားလုံပြနေပြီပဲအဲပြီးရင်အဲ့ဟာနဲ့ပတ်သက်လို့ဘယ်လောက်တောင်မှစနစ်ကျနာမှုတွေရှိနေပြီလဲဆိုတဲ့ဟာကိုလည်းမြင်ရတယ်ပေါ့နော်အဲအကြောင်းမလို့ဘယ်လောက်ထိယုံကြည်ရတယ်ဆိုတဲ့ဟာကိုလည်းဗိုလ်ချုပ်ကွန်ဘောကထုတ်ဖော်ပြီးတော့ချီးကျူးခဲ့တာလေဒါအားလုံးလည်းသိပဲပေါ့နော်ဒါ PDF တွေကိုဆက်ပြီးတော့အောင်ပွဲဆင်နိုင်ဖို့လူထုကိုပေါ့နော်အဲလူထုကိုထပ်ပြီးတော့ အောင်မြင်မှုတွေယူဆောင်ပေးနိုင်ဖို့ပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့ဒါချီးကျူးခဲ့တာတွေဒါရေးသားခဲ့တာတွေလည်းတွေ့လိမ့်မှာပေါ့နော်ဒါကြောင့်မလို့ပြောရမယ်ဆိုရင်အခုဆွေးနွေးမဲ့ကိစ္စကမဖြစ်နိုင်ဘူးလို့တော့ဒါကျွန်တော်မပြောချင်ဘူးပေါ့နော်ဖြစ်လာခဲ့မယ်ဆိုရင်တော့မှပဲ KIA ကလူထုဘက်ကဒေါ်လာရင်းဘက်ကဆက်ပြီးရက်တည်ပြီးတော့ သူတို့ရဲ့ယက်တီချက်ပြောင်းလဲမှာမဟုတ်ဘူးလို့လည်းဒါကျွန်တော်တို့တတိချယူဆလို့ရတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်အဲ့တော့အခုဆိုရင်ဒါ KN ရဲ့ဒါပြောခွင့်ရဘုံမူကြီးနော်ဘူးကနေပြီးတော့ဒီရနဲ့ပတ်သက်လို့ကျွန်တော်တို့ဘာမှမသိရပါဘူးဘဟုကနေပြီးတော့ဘာမှအကြောင်းကြားလာတာမရှိပါဘူးဆိုပြီးတော့ဒါညင်းချက်ထုတ်လိုက်တယ်အဲ့တော့ဘက်ကကောင်းတဲ့အကုန်လုံးပါဇက်ပိတ်အဲ့ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒါစိတ်တဲ့စစ်စင်ရင်ဒါအမြဲပြတ်ချောင်းနေတဲ့ဒါစစ်ကောင်စီရဲ့ခြေလန်းတွေကိုလည်းကျွန်တော်တို့အမြဲပြတ်သတိထားကြဖို့လိုတယ်။ဒီကောင်နေပါအောင်ရည်ရွယ်ပြီးတော့ဘလို့လုပ်တယ်ဆိုတဲ့ဟာကိုလည်းတွေးကြုံရှိတဲ့သူတွေစီကနေပြီးတော့ကျွန်တော်တို့နားထောင်ကြဖို့လိုတယ်။ ဒါအတွေ့အကြုံရှိတဲ့သူတွေကဒါလမ်းပြတဲ့ပုံစံမျိုးတွေမှာကျွန်တော်တို့သိချလေးစဉ်းစားကြဖို့လိုတယ်။ဒီလိုမျိုးစိတ်တဲ့စစ်စင်လှုပ်ဖို့အတွက်ကိုဒါအကွက်တွေတောက်လျှောက်ချောင်းနေတဲ့စစ်ကောင်စီကမြေပြင်မှာလည်းသူလုပ်ရမယ့်အလုပ်ကိုလုပ်တယ်ဗျာ။အဲ့ဒါပါလဲဆိုတော့ဘုံကျဲတာပေါ့နော်။တခြားတနေရာမှာသူတို့ရဲ့ CFR တွေယော်ပါလာပြီဆိုတဲ့အချိန်မှာအခြားသူတို့ကအရေးကြီးပါတယ်ဆိုတဲ့နေရာတွေကို CFR တွေပို့ပြီးတော့ပေးလာတာတွေ့ရတယ်။အတိတ်ကလေချောင်းလှုပ်ရှားမှုတွေမှာပို့ပြီးတော့များများဆဆတွေ့ရတယ်။ပြောချင်တာတော့ဒါဒီရက်ထဲမှာကိုပဲဒါရခိုင်ပြည်နယ်ထဲမှာပေါ့နော်။ဒါဒီကာလမှာဒါဟိုဘက်မှာ DNL နဲ့အပြစ်ရက်သွားပြီဆိုတော့ကာလနောက်ပိုင်းမှာရခိုင်ပြည်နယ်တဲကိုလေကြောင်းတိုက်ခိုက်မှုလေကြောင်းပုံကျဲမှုတွေကဇက်တိုက်ဆိုသလိုလုပ်ခဲ့တယ်ပေါ့နော်ဒါမနေ့ကကိုပဲဒါမင်းများမျိုးတွေကိုလေကြောင်းတိုက်ခိုက်တယ်ရဲသားပြည်သူ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရတယ်ဒါပေါင်900ဘုံကျေချခဲ့တာပေါ့နော်နှစ်ယောက်ကဒဏ်ရာပြင်းထန်တယ်တဲ့အတန်ကြားတာနဲ့ဝတ်ဖို့တော့အချိန်မရလိုက်ဘူးတဲ့ဖုံးနေဆိုပြီးတော့ဒါကွဲတာပဲပေါ့နော်အဲ့လိုမျိုးကျေချသွားတယ်ဆိုပြီးတော့ဒါဒေသခံတွေစီကနေသိရတယ်အဲ့အဲ့တရက်ထဲမှာပဲဒါပုံနေကျုံမျိုးနယ်တွေကိုဒါ ရိုးတရုတ်ကြေးရွာပေါ့နော်အဲ့ရွာကိုလည်းဘုံကျက်တိုက်ခိုက်သွားရှိတယ်အရသာပြည်သူ9ဦးတေဆုံးပြီးတော့9ဦးတန်ရရအဲ့တော့ဒီဟာကမနေ့ကတည့်ရက်ထဲမှာဖြစ်သွားတယ်ဖြစ်စဉ်အဲ့ရှေ့ပိုင်းမှာဖြစ်တဲ့ဖြစ်စဉ်တွေရှိသေးတယ်ဗျာဒီရက်ပိုင်းထဲမှာကိုပဲရခိုင်ပြည်ကိုဘုံကျက်တာကြောက်ဖြူမှာတစ်ကြိမ်ပုံနှကျုံဒါကွမ်းတောင်ကြေးရွာမှာ2ကြိမ်ပန်းဒီလာကြေးရွာမှာတစ်ကြိမ်ပြန်အောင်ဖြူပြင်းကြေးရွာမှာတကြိမ်ရေသိတောင်မြို့နယ်ထဲမှာတကြိမ်အခုမင်းပြားမှာတကြိမ်ပေါ့နော်အဲ့တော့ကျတော့ဘုံကျဲတာအကြိမ်ကြိမ်ကိုကျဲခဲ့တာနော်ဒီရက်ထဲမှာကိုပဲအဲ့တော့ပုံနှံကျုံးမြို့နယ်ထဲမှာဆိုရင်ဒါ ေဆုံးတဲ့အထိကိုက်ဆိုရင်တေဆုံး9ဦးရှိတယ်ထိကိုက်ဒဏ်ရာရတာ18ဦးရှိတယ်ရဲသေးတောင်မှာတေဆုံးတာ2ဦးရှိတယ်ထိကိုက်ဒဏ်ရာရတာ2ဦးရှိတယ်ပေါက်တော့မှာတေတာ2ဦးရှိတယ်ထိကိုက်ဒဏ်ရာရတာ2ဦးရှိတယ်ကြောက်ဖြူမှာတေတာ9ဦးရှိတယ်ထိကိုက်ဒဏ်ရာရတာ29ဦးတောင်ရှိတယ်မင်းများမှာတေဆုံးတာ3ဦးရှိတယ်ထိကိုက်ဒဏ်ရာရတာ10ဦးရှိတယ်အားလုံးပေါင်းပေါ့နော်ဒီရက်ထဲမှာသူတို့ဘုံကျဲသွားလို့ထိကိုက်ဒဏ်ရာရတေဆုံးတဲ့ဟာဆိုရင်တေဆုံးစုစုပေါင်း22ဦးရှိပြီးတော့ဒါ90ကျော်လောက်ထိကိုက်ဒဏ်ရာရတာဖြစ်သွားတယ် အဲ့ဓာတွေအကုန်လုံးကအယက်သားပြည်သူအဲ့ဓာတွေအကုန်လုံးကအပြစ်မဲ့ပြည်သူအဲအကြောင်းမလို့ဒါပြောရေးဆိုခွင့်ရှိတဲ့ဒါဥက္ကိုင်းဒုက္ခကလည်းဒါထုတ်ဖို့ပြောထားရှိတယ်ဗောနော်ဒီဟာနဲ့ပြတ်သက်လို့ဗောနော်စစ်ကောင်စီကမြေပြင်မှာသူတို့အထိနာတဲ့အခါမှာသူတို့လက်စားချေဖို့အတွက်ပြည်သူကိုဥတည်ပြီးတော့ပြစ်မှတ်ထားပြီးတော့သူတို့တွေအညှို့ဖွဲ့ပြီးတော့လုပ်နေတယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ပြည်ပြန်မှာပြောသွားတယ်လည်းရှိတယ်ဗောနော်အဲ့တော့ကျတော့တော်တော်လေးကိုရုပ်မှရက်ဆက်တဲ့ကောင်ဖြစ်တယ်အဲ့ဟာနဲ့ပြတ်သက်လို့လည်းထပ်ပြီးတော့ပြောသွားတယ်ဗောနော် ဒီလိုမျိုးလှုပ်လာတဲ့အပေါ်မှာတော့ဒါလှုပ်တဲ့လှုပ်ထိုက်တာတွေပြန်ပြီးတော့တုံ့ပြန်မယ်ဆိုပြီးတော့ပြောသွားအဲ့တော့လူတို့ကိုအခုလိုမျိုးဥတီပြီးတော့တိုက်ခိုက်တာစစ်ပွဲမှာမနိုင်တာနဲ့ပြည်သူကိုသွားပြီးတော့တိုက်ခိုက်တယ်ဆိုတဲ့ကစစ်ကောင်ရဲ့စိတ်ထဲကဘလောက်ထိယုံညံ့တယ်လဲဆိုတဲ့ဟာကိုသိတာစီတယ်အဲ့တော့အဲ့လိုကောင်မျိုးတွေစိုက်သည်မဟာတော့တေချာပေါက်ပြန်ရိပ်ရမှာပဲတချို့ဝစ်တွေကလှဲ့ပေးမှာတော့ရမယ်အဲ့အတွက် AA ကလည်းအခုပြင်ဆင်နေတယ်ဆိုတော့ဒါတေချာတယ်စစ်ကောင်စီအာခတ်တက်တော်နဲ့ဒါရင်ဆိုင်နေရတဲ့စစ်မျက်နှာတွေမှာပို့ပြီးတော့အထိကိုက်အကြဆုံးနေများအောင်မယ်ဆိုတဲ့ကြောင့်ဒီနေရာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ် フフフ。<music>